တကယ်လို့များတင့်ရဲ့မိသားစုဝင်ထဲမှာအရက်တို့မူးယစ်ဆေးဝါးတို့ဆွဲလန်းနေတဲ့သူရှိတယ်ဆိုခဲ့ရင်ပေါ့နော်အဓိကတော့သူကအရက်ကိုဖြတ်ဖြတ်ဖို့နီးလန်းပေါ့နော်အရက်သမားဆိုတာမျိုးကတော့သူတို့ကတော့ဖြတ်ချင်တယ်လို့မရှိဘူးသူတို့ပဝင်းကျင်ရလူတွေကအဲ့ဒီအရက်ကိုပြက်စီချင်တာပေါ့နော်အဲ့ဒါဆိုရင်ဘာတွေလုံးမလဲဘာတွေလုံးရမလဲဆိုတာပြောပြပေးပါမယ်စမ်းကြည့်ပေါ့နော် ိုပတ်စံလဲမကုံတဲ့အတွက်အခက်ခဲလဲမရှိတဲ့အတွက်ဒီနည်းလေးကိုစမ်းကြည့်စေချင်ပါတယ်။ဘာတွေလိုလဲဆိုရင်စာရွက်အဖြူတရွက်ပေါ်မှာနာမည်ကိုရေးလိုက်ပါ။အဲ့လူရဲ့နာမည်အပြည့်အစုံပေါ့နော်။ကျမရေးထားတော့မောင်မောင်မြင့်လို့ရေးထားတယ်ပေါ့လေ။အဲ့တော့အဲ့ဒီနာမည်ကိုမင်းအမင်းနဲ့ရေးရပါတယ်။စာရွက်အဖြူပေါ်မှာအရဲ့သမားရဲ့နာမည်အပြည့်အစုံကိုရေးပါ။ရေးပြီးခရမ်းကျင်သေးပေါ့နော်။ခရမ်းကျင်သေးကတော့ နှစ်ချမ်းထက်ချမ်းခွဲထားလိုက်ရမယ်ခွဲထားပြီးတော့အဲ့ဒီအလေတက်တဲ့မှာဒီနာမည်ကိုထည့်ရမယ်ထည့်ပြီးတော့အခုလိုမျိုးခင်းကျင်သေးကိုပြန်ပိတ်လိုက်ပေါ့နော်အဲ့ဒီခင်းကျင်သေးကိုဟိုကျိုးတွေပိုင်းနဲ့ဘာမှတုတ်เสียမလို့ဘာမှလုတ်เสียမလို့ဒီအတိုင်းလေးပဲကျွေခွက်တစ်ခုထဲမှာထည့်လိုက်ပါပေါ့နော်ထည့်ပြီးလို့ရှိရင်အဲနောက်ထပ်လိုအပ်တာကတော့အဲ့ဒီလိုတောက်နေကြအရက်ပေါ့ ဘာအရက်ကိုသူတောက်နေကြလဲအဲ့သူတောက်နေကြအရက်ကိုခရမ်းကျင်လေးမြုပ်တဲ့အထီကိုလောင်းပြီးတော့ထည့်လိုက်ပါထည့်ပြီးလို့ရှင်ဒီခွက်ကလေးကိုပေါ့နော်ဒီဖန်ဒီကျွေးခွက်ကလေးပေါ့အဲ့ဒီကျွေးခွက်ကလေးကိုရေခဲတစ်တာထဲမှာအေးတဲ့အခန်းမဟုတ်ဘူးနော်ရိုးရိုးရေခဲတစ်တာ refrigerator ထဲမှာပဲခုနှစ်ရက်တည်တည်ထားပါတယ်ခုနှစ်ရက်ပြည့်လို့ရှင်ဒီအရက်တည်းရောခရမ်းကျင်တည်းရောစာရွက်ကဒီခွက်ကိုပါ အတူတူထည့်ပြီးတော့ကြွကြွအိတ်ထဲမှာထည့်ပြီးတော့အိမ်နဲ့ဝေးတဲ့နေရာကိုတွားပြီးတော့လွန်ပစ်လဲရပါတယ်။တကြိမ်လုံးယုံနဲ့သိတာတယ်လို့ပြောကြပါတယ်။လေငါတချို့အရအရန်ဆွဲနေရင်တော့လေငါချိန်လောက်ရပါတယ်။တချိန်လောက်ကြည့်ုံနဲ့ကိုအစင်ပြေကြပါတယ်။အဲ့တော့စမ်းကြည့်စေချင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။